ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျင်းပခဲ့တဲ့ IMG Pride Glory Honor ပြိုင်ပွဲရဲ့ခေါင်းပွဲစဉ်အဖြစ်ရွှေရာမန်နဲ့အောင်ခိုင်တို့ထိတဲ့တွေ့ကြပါတယ်ပြိုင်ပွဲဟောင်းနှစ်ယောက်မကြေဝဲ rematch ပြတာဖြစ်လို့ပြိသတ်တွေကစိတ်ဝင်စားခဲ့ကြပါတယ်အထူးသဖြင့်ရာမန်နဲ့အောင်ခိုင်တို့ဟာရှေ့ကတွေ့ခဲ့သမျှပွဲစဉ်တွေမှာတေရလက်ကြီးပဲထွက်ပေါ်ထားတယ်ဒီတော့ဒီတစ်ချိန်မှာ ဘသူကရှုံးတယ်ဘသူကနိုင်တယ်ဆိုပြီးအပြတ်အသတ်ဖြေထွက်ပေါ်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ပြည်သက်တွေကဒီပွဲစဉ်ကိုစိတ်ဝင်စားခဲ့ကြတာပါခင်ဗျငါးရှီစဉ်ကိုပဲဖြစ်ပါတယ်ပွဲကြီးငါးရှီလုံးကြီးကောင်းခဲ့ပါတယ်အကျိန်းနဲ့ရှိတယ်အပြိုင်ဆိုင်ရှိခဲ့တယ်ဒါပေမဲ့ပွဲသုံးသက်သူတယောက်ရဲ့အမြင်နဲ့ပြောရမယ်ဆိုရင်ရာမန်ကရာမန်ပါပဲခင်ဗျအောင်ခိုင်ကရာမန်ကိုအောက်စီးရနေပဲထိုးသွားခဲ့ရတယ် ပွဲရလက်ကအလူးအလဲပူးတွဲတရေဆိုတာမျိုးထွက်ပေါ်လာပေမဲ့ပွဲတစ်ခုလုံးကိုအနှစ်ရှုပ်ပြီးသုံးသပ်လိုက်မယ်ဆိုရင်ပွဲကြီး၅ရှီလုံးမှာရာမန်ကအသာစီးအနေထားမှာရှိခဲ့တယ်။ရာမန်ရဲ့ရှီကန်ချက်တွေလက်သီးချက်တွေကိုအောင်ခိုင်ဟာတောင့်ခံရင်းနဲ့အချိန်ကုန်ခဲ့ရတယ်။မြမလဝေမှာအဲ့မာကုံမာကုံသွားနဲ့ပြောရမယ်ဆိုရင်အလဲမထိုးနိုင်သရွေ့အနိုင်မရဘူး။ ပူးတွဲတည်ရေဆိုတာနဲ့ပြီးနေတာကြီးကပြိတ္တတွေလည်းစိတ်ကုန်နေသလိုကျွန်တော်တို့လည်းစိတ်ကုန်နေပါပြီခင်ဗျာဘာကြောင့်လဲဆိုဒီပွဲမှာဆိုရင်ရာမန်ရဲ့အနေထားကအစည်းတည်ရေလို့ပြောမှာဗျာအမတ်စနစ်သာရှိတယ်ဆိုရင်မတ်ပေးတိုင်ကြီးတဲ့ဆုံးဖြတ်ချက်နဲ့ရာမန်နိုင်တာမျိုးဖြစ်ပေါ်သွားနိုင်ပါတယ်အခုကတော့ဒီစနစ်မရှိဘူးပြီးတော့ဝိပန်းဆိုင်ရာမှာဆိုရင်လည်းအလွတ်တန်းအလွတ်တန်းနဲ့လွတ်ပေးထားရတယ်ကမြန်မာ့ဘာလောက်ဝင်မှာ တော်တော်ကိုစိုးရွားလုံးပါတယ်ခမဒါတွေကိုအနာဂတ်မှာပြုပြင်နိုင်မှာပဲနိုင်ငံတကာကိုစိန်ခေါ်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ် BKFC ဝင်ရောက်လာရင်တော့အဲ့ဓာတွေကိုပြုပြင်နိုင်မှာဈေးလို့လဲမျှော်လင့်မိပါတယ်ခမဟုတ်ကဲ့ဒီနေ့ပရိသတ်တွေစောင့်ကြည့်ခဲ့ကြတဲ့ IMK Bright Glory Honor မြမယူကလောဝေစိန်ခေါ်ပွဲကြီးရဲ့ခေါင်းတွဲဆိုင်မှာတော့ရာမန်နဲ့အောင်ခိုင်တို့အလူအလဲပူးတွဲတည်ကြပြီးတော့ပွဲပြီးဆုံးသွားတဲ့အကြောင်း ြိသက်တွေကိုအတိပေးတင်ဆက်ပြောပြလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြိသက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ